ရန်ကုန်မြို့မှာဆေးဥစုဝင်မဟုတ်ဘဲပေါ်တာဆွဲနေသူတွေကိုစစ်တပ်ကပြန်လည်ပြီးလိုက်လံဖမ်းဆီးနေတယ်လို့စစ်တပ်အတိုင်းဝိုင်းနဲ့နှိဆက်သူတွေစီကသိရပါဗျ။ လမ်းပေါ်နဲ့ရက်ွက်တီတဲ့ထိတာမကဆိုင်တဲ့အင်ဒီဒီဝင်ရောက်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရောင်းချတာဟာညွန်ကြားချက်အမိတ်မရပဲလုပ်တာဖြစ်ပြီးငွေကြီးလိုအပ်တဲ့အခါတိုင်းအခုလိုလုပ်နေတာဖြစ်တယ်လို့စစ်တပ်အတိုင်းဝိုင်းနဲ့နှိဆက်သူတူကပြောပါတယ်အခုကအချင်းချင်းကိုပြန်ဆွဲနေတာဟိုဘယ်လိုပြောမလဲစစ်သားအချင်းချင်းကိုမတီးဘဲနဲ့ပြန်ဆွဲကြတာကိုပြောတာအဲ့ဒါကလည်းတထဲမှာအခုပြဿနာဖြစ်နေတယ်ပတ်စံမရှိဘူးဆိုတာနဲ့အဖွဲလိုက်ပေါင်းပြီးလှုပ်ရှားနေကြတော့အခုအဲ့အဖွဲတွေကိုပြန်ဖမ်းဖို့လိုက်နေကြပြီဟိုပြောရရင်တော့ဒီကိစ္စရက်တွေကြောင့်ဟိုစစ်တပ်တိုက်ခါကြတယ် ်ပေါ့လေမြောက်ကလာနဲ့ရှေ့ဘုံဘက်ကတော့အဆိုးဆုံးပဲအဲအောက်ခြေကရက်ကြီးတွေစစ်သားတွေရဲတွေကိုပေါင်းစားနေကြတာပေါ့လေအဲအမှန်ကတော့အထက်ပိုင်းလည်းပါပါတယ်ဟိုမပါဘဲနဲ့တော့သူတို့လုံးလုံးမရဘူးအခုအခုကသူတို့ကမျှစားကြတာပေါ့လေအခုအချင်းချင်းပြန်လိုက်ဖမ်းဖို့လုံနေကြပြီအဲ့လိုလုံစားတဲ့အုပ်ကြီးတချို့ကိုလည်းအေးအေးယူထားတာတွေတော့ရှိတယ် လူဥပဒေမဲ့ပေါ်တာဆွဲဖမ်းဆီးပြီးလူကုန်ကူးမှုတပွဲလူငယ်လူရွယ်တွေရောင်းစားမှုတွေကိုစစ်တပ်နဲ့ကြန့်ခိုင်ရေးပါတီတို့ကမွေးထားတဲ့လူမိုက်အသွင်ပြောင်းပြူစောထီတွေကအဓိကထားလှုပ်ဆောင်နေကြတာဖြစ်တယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါတယ်ရန်ကုန်ကိန်းတော်ကွန်ရက်အဖွဲ ISN ရဲ့အဆိုအရရန်ကုန်တိုင်းအတွင်းမှာအသက်20ကျော်လူငယ်တွေကိုလူပွဲစားတွေကအလှည့်ဖျားခေါ်ဆောင်ပြီးစစ်မှုထမ်းအတွက်စစ်အုပ်စုထံရောင်းချမှုတွေရှိတယ်လို့သိရပါဗျ။ ုံမို့ရပိုင်းလူသေးရဲ့နိုဝင်ဘာလအတွင်းမှာပဲစေအိုစုကရန်ကုန်မှာလူ30ထပ်မနေဖမ်းဆီးခဲ့တယ်လို့ ISN ကပြုစုထားတဲ့သတင်းတွေရသိရပါတယ်။ဒီလိုအနေနဲ့ကတော့အခုလိုမတရားပေါ်တာဆွဲတဲ့သူတွေကိုစစ်တပ်ကလိုက်လံဖမ်းဆီးပေးမယ်။ဖမ်းဆီးထားတဲ့သူတွေရှိပါတယ်လို့ထုတ်ဖော်ပြောဆိုလာရင်လည်းအယုံကြည်မရှိဘူးလို့အခိုင်အမာပြောဆိုနေကြပါတယ်။ စစ်မှုထမ်းကိစ္စနဲ့ပတ်သက်လို့ငွေကြေးတောင်းခံတာတွေပေါ်တာဆွဲခံရတာတွေရှိရင်စစ်ကော်မရှင်ပိုင်းနေစဉ်သတင်းစာတွေကနေကြေညာထားတဲ့ဖုန်းနံပါတ်တွေကိုတိုင်ကြားနိုင်တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားတာကိုတွေ့ရပါတယ်ဒါပေမဲ့ကြီးနိုင်ငံချင်းလုတ်တဲ့စစ်တပ်ရဲ့တိုင်ကြားလို့ရပါတယ်ဆိုတဲ့ဖုန်းနံပါတ်တွေကရန်ဖန်ရန်ခါမှာဆက်လို့မရတဲ့နံပါတ်တွေဖြစ်နေတတ်ပြီးတိုင်ကြားတဲ့သူတွေကိုစောင့်ကြည့်နေတတ်တယ်လို့စစ်တပ်အရာရှိဖြစ်ကနေ CDM လုတ်လာတဲ့ဗိုလ်ကြီးစင်ရောကမှတ်ချက်ပေးပါတယ်။မကျေနပ်ရင်ငါအဖေသွားပြောဆိုတဲ့ပုံစံမျိုးပါပဲ။ဒါမျိုးတွေက ရှိပြီးသားပေါ့နော်ရှိပြီးသားဆိုတော့အောက်ခြေရလူလှုပ်တဲ့ဟာပေါ့နော်အောက်ခြေရလူလှုပ်တဲ့ဟာကိုသူ့ရဲ့ကြီးတဲ့သူသွားတိုင်မယ်ဆိုတော့ပိုဆိုးတာပဲရှိတယ်သူတို့ကလည်းအောက်ကအုပ်ကြီးတွေကိုမင်းတို့ကြိုက်တယ်လို့လို့ဖြစ်လာတဲ့ပြဿနာငါတို့ရှင်းမယ်ဆိုတဲ့ဒါနောက်ကနေတရားမဝင်တဲ့အမိန်ပေးပြီးသားအဲ့ဒီအမိန်ပေးပေမဲ့အပေါ်ကနေရူးရှိတယ်ရူးရှိတော့သူတို့သွားတိုင်ရင်တိုင်နိုင်တယ်ပေါ့ဒါပေမဲ့လက်လန်းမီမပြီးရင်သူတို့ရဲ့စစ်လော်ဘီတွေနဲ့နီးစပ်မှာမဟုတ်ရင်တော့ကျွန်တော်တို့အပေါ်မှာပြောခဲ့သလိုပေါ့စင်ကတ်တွေပိတ်တာတို့ ဖုံးမကင်တာတို့ဒါမျိုးတွေကလုံနေကြပဲရောင်ပြတက်တက်မှာမှသွားတိုင်လိုက်ရင်ပူဆူးတယ်မတိုင်မဲနဲ့ကိုယ့်ဘာသာကိုလွတ်အောင်ပေါ့နော်လွတ်အောင်အနေထားမျိုးမျိုးနဲ့လွတ်တာကတမျိုးပဲတိုင်ပါဆိုတဲ့ဟာဒီပြမှုကိုဟိုအမှုကိုပိုကြည့်အောင်လုပ်တဲ့အနေထားမျိုးပဲရှိတယ်ဗျ ဟိုထောင်ချောက်ပေါ့နော်ပြောရမယ်ဆိုရင်ရောင်ပြပြီးရင်ထောင်ချောက်လို့တောင်ပြောရမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့တကယ်မြေပြင်မှာတော့စစ်ကော်မရှင်ကထုတ်ပြန်ထားတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးပြောဆိုတိုင်ကြားခဲ့တဲ့သူတွေရှိနေပေမဲ့စစ်ကော်မရှင်ကအေးအေးယူတာမျိုးရှိတယ်ဆိုတာမျိုးကြားသိထားတာမျိုးမရှိဘူးလို့ရန်ကုန်မြို့ကံပြည်သူတချို့ကပြောပါတယ် 2021ဖေဖော်ဝါရီ1ရက်ဆက်အနာသိမ်းမှုကိုငြိမ်းချမ်းစွာလူထုကနိုင်ငံတော်ဝန်ဆန္ဒထုတ်ဖော်ခဲ့ကြတာကိုအကြမ်းဖက်ဖြိုခွင်းခံခဲ့ရပြီးအနောက်9လအကြာ2021စက်တင်ဘာ9ရက်နေ့ကစပြီးလက်နက်ကင်တော်လိုင်းလမ်းစဉ်ကိုတရားဝင် စတင်ခဲ့ကြပါတယ်။ အဲဒီနောက်2023ခုနှစ်အောက်တိုဘာ29ရက်မနက်ပိုင်းကရှမ်းပြည်မြောက်ပိုင်းမှာကိုကန်တက် MNDA တအောင်တက် TNL နဲ့အာရခတက်တော် AA တို့ရဲ့ညီနောင်မဟာမိတ်၃ဘွဲကစတင်ဖော်ဆောင်ခဲ့တဲ့တက်တုံညာနှစ်ခုစစ်စင်ရင်းနဲ့အတူလက်နက်ကင်တော်လိုင်းအလွန်အားကောင်းခဲ့လို့စစ်တပ်ကအင်အားပြုံးတိမှုအမြင့်ဆုံးဖြစ်ခဲ့ရပါတယ် အဲ့ဒီနောက်စစ်အင်အားကိုပြန်လည်ဖြည့်တင်းဖို့စစ်အာဏာရှင်ဟောင်းတန်းရွှေရဲ့စစ်အစိုးရခေတ်2010ပြည့်နှစ်မှာပြဋ္ဌာန်းထားတဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကိုစစ်ကောင်စီက2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာစတင်အသက်သွင်းခဲ့ပါတယ်။လူငယ်တိုင်းကစေအုပ်စုအတွက်အသက်မပေးလိုတာကြောင့်ရရနီးနဲ့ထွက်ပြေးတိမ်းရှောင်နေခဲ့လို့စေအုပ်စုဘက်ကလည်းတပ်သားစုဆောင်ရေးကိုမတရားတဲ့နီလန်းစုံကိုအုံပြုလှုပ်ဆောင်ခဲ့ပါတယ်။ ကြောင့်ပြည်နေမှုချိန်ချောက်မှုလက်စားမှုတွေနဲ့ပြည့်နှက်နေတဲ့စစ်မှုထမ်းတင်တန်းတွေဟာအခုဆိုရင်အပတ်စဉ်19ကိုစတင်နေပြီဖြစ်တာကြောင့်ပြင်းပြ9000ခွဲလောက်အထိစုဆောင်းထားပြီးပြီလို့အာနာသိန်းစစ်တပ်ပြောခွင့်ရထားသူဇော်မင်းထွန်းရဲ့စကားအရနားလည်ရပါတယ်။လက်ရှိမှာတော့စစ်မှုထမ်းအပတ်စဉ်20အတွက်စစ်အုပ်စုဝင်တွေကလူသစ်စုဆောင်းမှုတွေစတင်ပြုလုပ်နေပြီဖြစ်တယ်လို့သိရပါတယ်။